ီးပွားရေးလုပ်ငန်းတွေရဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုမိတ်ဆက်ရောင်းချတဲ့ပွဲတွေမှာနာမည်ကြီးအစိုးရတွေရဲ့ဖျော်ဖြေမှုတွေကိုဘားကြောင်တွဲဖက်ပြီးအသုံးပြုတာလေဒီလိုနာမည်ကျော်တွေကိုအသုံးပြုတာဘလို့အကျိုးသက်ရောက်မှုတွေရှိနိုင်မလဲထိုင်ဝမ်နိုင်ငံကကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုမိတ်ဆက်ရောင်းချတဲ့တိုင်ဝမ်အက်ဆလန့်ပြပွဲမှာစက်တင်ဘာ28ရက်နေ့ကတချင်းနေနဲ့ဖျော်ဖြေခဲ့တဲ့အစိုးရလွှမ်းပိုင်ကပြည်သက်တွေနဲ့ထိတွေ့ခြင်းလို့ဘလူပွဲမျိုးမဆိုလက်ခံသိဆိုနေမှာဖြစ်တယ်လို့ပြောပါတယ် ပရိသတ်တွေနဲ့အတူတူတိဆိုပြောရှင်နေရရင်ဘယ်ပွဲမဆိုတချင်းနေဆိုရင်နေသူပါလို့ဆိုပါတယ်။ကျွန်တော်အခုလောလောဆယ်ကျွန်တော်ခွေရကတချင်းနေကို MPV ရိုက်နေတယ်ဗောနော်။ပြီးတော့အဲစာ MPV လေးလည်းရိုက်ထားရှိရယ်။ပြီးတော့နေ show လေးဆိုတော့ PV ရနေကြည့်နေပရိသတ်တွေရောဒီ show ဝဲရောက်နေပရိသတ်တွေရောအားလုံးတူတူနောက်တစ်ပွဲကျရင်တူတူတွေ့ချင်ပါလေရဲ့လို့။ခြိုင်ဝမ်မှာတစ်နှစ်အတွင်းပြပွဲတွေတရာကျော်ကျင်းပလိမ့်ရှိပြီးအဲ့လိုပြပွဲတွေမှာနာမည်ကျော်အဆိုတော်တွေနဲ့ အကပညာရှင်တွေကိုဖိတ်ကြားပြီးပြည်သက်ကိုဖျော်ဖြေစေတာကြောင့်လူများရဲ့စိတ်ဝင်စားမှုကိုပိုရတယ်လို့ထိုင်ဝမ်ကုန်သွယ်ရေးဌာနရဲ့ရန်ကုန်ရုံးခွဲကအရာရှိကပြောပါတယ်။နောက်နှစ်တွေမှာအခွင့်သာရင်ထိုင်ဝမ်ကအနုပညာရှင်တွေကိုပါဖိတ်ကြားပြီးမြန်မာအနုပညာသမားတွေနဲ့ပူးပေါင်းဖျော်ဖြေတာတွေလုပ်ဖို့မျှော်လင့်တယ်လို့လည်းဆိုပါတယ်။ In Taiwan every year we organize more than 100 exhibitions in Taiwan. We are the leading company uh, organization in Taiwan organize this kind of event. every event we always organize uh, invited some singer dancer and we have a different performance so that's very useful for us to let people to uh, invite people come to join our event i have uh, one dream in the next year if i have a chance i like to also arrange some taiwanese singer or uh, dancer coming to here to join with uh, The Myanmar singer and the Myanmar dancer, we can work together, become a very good team. နမေကျော်အစိုးရရဲ့အကသမားတွေရဲ့ဖြော်ပြပွဲတွေကြောင့်သူတို့ကိုချစ်တဲ့ပရိသတ်တွေဟာကုန်ပစ္စည်းပြပွဲတွေကိုရောက်လာကြတာမို့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကိုမိတ်ဆက်ရမှာပိုပြီးထိရောက်တဲ့နီလန်ဖြစ်တယ်လို့ဆိုပါတယ်။လူငယ်ပရိသတ်တွေရဲ့အသေးစော်ဖြစ်နေတဲ့အစိုးရလွှမ်းပိုင်ကိုသာမကတခြား rapper တွေကိုပါကြိုက်လို့လာကြည့်တဲ့ဟန်နီလွင်က rapper တွေစုပေါင်းဆိုတဲ့ဘလို့ပွဲမျိုးကိုမဆိုသွားကြည့်ပြတယ်လို့ဆိုပါတယ်။ รบายเลยไอ้ยนไอ้ยเนี่ยใจไปยรบายช่วยลาไปบาบายใจหลัวสวยใจหลัว